ဒီကနေ့တော့လူတိုင်းလည်းကျင့်နိုင်ပြီပရာဟိတနဲ့လည်းဆိုင်တဲ့ဇမဇူတရားကိုဟောဖို့စီစဉ်ထားပါတယ်ဇမဇူတရားဆိုတာမေတ္တာကရုဏာမုရိဒာဥပေက္ခာဆိုတဲ့ဒီတရားလေးပါပါပဲဒီလေးပါးတွေက မေတ္တာဆိုတာသူများတွေလည်းကိုလိုပဲချမ်းသာခြင်းကြပေးလိမ့်မယ်လို့ကိုချင်းစာပြီးတော့သူတော်အားတွေကိုချမ်းသာစီလိုတဲ့သဘောပါပဲကရုဏာဆိုတာကိုယ့်အောက်ကလူတွေဒုက္ခရောက်နေကြားကြတဲ့သူတွေကိုကိုချင်းစာတရားနဲ့သနာကျင်လာတဲ့သဘောပါပဲမူရိဒာဆိုတာ ကိုယ်ထက်ကလူတွေကိုယ့်ရဲ့ပြည်စုံနဲ့ချမ်းသာတဲ့လူတွေကိုချမ်းသာမြဲချမ်းသာကြပါစေလို့ဝါမြောက်ကြည်သာစွာနဲ့နှလုံးသွင်းနိုင်တဲ့သဘောပါပဲဥပိ္ပခာဆိုတာသတ္တဝါတွေဟာကိုယ်တိုင်ပြုလုပ်ထားတဲ့အမှုကာလျော်စွာဖြစ်နေကြတာပဲလို့ပဲမလိုက်ပဲမျှမျှတာတာနှလုံးသွင်းတဲ့သဘောပါပဲ ဒီရားလေးပါးကိုအဘိဓမ္မာဒေသနာမှာအပ္ပမညာဆိုတဲ့အမည်နဲ့ဟောထားပါတယ်။အလုံးစုံသောတရားတွေပေါ်မှာအကန့်အသတ်မရှိပဲပွားခြင်းသလောက်ပွားကောင်းတဲ့တရားပွားများဖို့နယ်ပယ်အကန့်အသတ်မရှိတဲ့တရားလို့ဆိုလိုပါတယ်။ဘုဒ္ဓံဒေသနာတွေမှာတော့ဒီတရားတွေကိုအများအားဖြင့်ဇမဝိဟာရလို့အမည်ပေးထားပါတယ်။ မြတ်သောနေတရေးတရားလို့ဆိုလိုပါလေမဟာဂောညာသုံးမှာတော့ဇမစရိယာလို့ဤပေးထားပါတယ်။ဒါကြောင့်ဇမစုတရားလို့ခေါ်ပြောဆိုနေကြပါတယ်။အ ਨੇ ရိပဲအပြင်တော့မြတ်သောကျင့်လို့ဆိုလိုပါတယ်။ဒီဇမစုတရားဟာလူမျိုးမရွေးပါလာမရွေးလူတိုင်းလူတိုင်းကျင့်သုံးနေတဲ့တရားဖြစ်ပါတယ်။ စဉ်းစားကြည့်ပါမိမိကြိုးကိစ္စတင်းရအောင်ဝေဒနာဝဏ္ဏသဝနဲ့ကူညီဆောင်ရွက်ပေးမယ်ဆိုရင်ဘယ်သူကလက်မခံပဲညင်းပယ်မှာလဲဘယ်သူမှညင်းပယ်မှာမဟုတ်ပါဘူးအားလုံးဝမ်းမြောက်ဝမ်းသာနဲ့လက်ခံကြပါကြည်ပါပဲအဲ့ဒါပါသဘောတင်မယ်လေသမ္မာစီရတဲ့မေတ္တာကိုလူတိုင်းလူတိုင်းကလက်ခံနိုင်တဲ့အတွက် အဲ့ဒီမေတ္တာကိုလူတိုင်းလူတိုင်းကျင့်နေတယ်ဆိုတာပေါ်ပြနေတဲ့သဘောပါပဲလက်တွေ့လက်စားကြည့်နိုင်ပါတယ်လူတယောက်ကိုယုံကျွင်တဲ့မျက်နှာနဲ့ကြည့်ရင်အဲ့ဒီလူကလည်းယုံကျွင်တဲ့မျက်နှာနဲ့ပဲပြန်ပြီးကြည့်ပါလိမ့်မယ်လူတယောက်ကိုချူချူသာသာနဲ့နှုတ်ဆက်ရင်အဲ့ဒီလူကလည်းချူချူသာသာနဲ့ပဲပြန်ပြီးနှုတ်ဆက်ပါလိမ့်မယ် လာမပြီးရဲ့လူကိုလာညှုပ်ပေးရင်ဖြစ်စေမိသားသင်္ဘောစသည်နဲ့ခီးသွားတဲ့အခါနေရာမရတဲ့သူကိုမိမိနေရာတွေကမျှပေးရင်ဖြစ်စေလေးလံတဲ့ဝန်တော်ဝန်ဖို့သက်ဆောင်လာတဲ့သူကိုဖေးမှဂူကြီးပေးရင်ဖြစ်စေဒီလိုစေရနာမေတ္တာနဲ့ဂူကြီးဆောင်ရွက်ပေးရင်တစ်ဖက်သားပုဂ္ဂိုလ်ကကျေးဇူးတင်မဲ့ပြင်

လူလောကကြီးရာအသင်္သာဝရမာပါရာရာနဲ့ဖြစ်သွားဖို့ရှိပါတယ်။ဒါကြောင့်မေတ္တာတရားကိုလူတိုင်းလူတိုင်းကျင့်သုံးခြင်းကြောင်းသင်ကြားပါတယ်။တို့တူပဲဆင်းရဲဒုက္ခရောက်နေတဲ့လူတွေကိုကရုဏာနဲ့တနာပြီးကူညီဆောင်ရှောက်မယ်ဆိုရင်မြင့်ပေမဲ့သူရှိပါမလား။မရှိနိုင်ပါဘူးလက်ခံကြပါကြည့်ပါပဲ။ပြီးတော့ ရာရှိထားတဲ့စီဝါဥစ္စာနဲ့ယာရုဌာနန္တရအလုတ်ကိုင်းနဲ့အချွေရံကုန်သိဉ္ဇတိတွေနဲ့ခိုင်မြဲတည်ရာပြီးသံသာမြဲသံသာနေအောင်မူရိဒာနဲ့ဝါမြောက်ကြည်သာစွာထောက်ကန်အားပေးမယ်ဆိုရင်ရင်းပေမဲ့သူရှိပါမလားမရှိနိုင်ပါဘူးတခါကြမှာကြည့်ပါပဲဒါကြောင့်ဒီကရုဏာနဲ့မူရိဒာကိုလည်း လူတိုင်းလူတိုင်းကြည်သုံးသိကြအောင်သင်ကြပါရဲ့ဥပေက္ခာဆိုတာလဲမေတ္တာကရုဏာမုရိဒာနဲ့မဆောင်ရွက်နိုင်တဲ့နေရာမှာကျင့်သုံးသိတယ်ကြရပါပဲသင်ကြတဲ့သာရကနဲ့ပြရင်လူတယောက်မှာရာဇုံမှုရောက်နေတယ်ဆိုတော့အဲဒီလူကိုတားနိုင်တဲ့သူကမေတ္တာနဲ့ကရုဏာနဲ့အသွမ်းကိုဝင်ကြည့်ပေးနေပါလေဒါပေမဲ့ ပြင်းမှုထင်ရှားတယ်ဆိုပြီးနောက်ဆုံးအနေနဲ့အပြစ်ဒဏ်ပေးလိုက်တဲ့အခါကျတော့ကူညီနိုင်တဲ့အခွင့်အရေးမရှိတော့ဘူးအဲဒီလောကမှာဒီဥပ္ပခာနဲ့သာအညီအမျှနှလုံးသွင်းနေတော့ပါတယ်အပြစ်ဒဏ်ခံရတဲ့သူဘက်ကလိုက်ပြီးတရားလူတွေကအပြစ်တင်မနေသင့်တော့ပါဘူးသူကအတိုင်းပဲလို့သာမျှတာဆိုတာနှလုံးသွင်းတော့နှလုံးသွင်းနေပါတယ် အခုလောလောဆယ်မှာပြင်းမရှိဘူးလို့ထင်နေမဲ့ရေကပြုလုပ်ထားတဲ့ပြည့်စုံလို့သာခံရတာပဲလို့ဒီလိုသာတရားမျှတာသာနှလုံးကွင်းတင်တော့ပါလေအဲ့ဒါဥပိ္ပခါပါပဲဒါကြောင့်ဒီဥပိ္ပခါကိုလည်းခါလျော်စွာရှင်းသုံးသင့်ပါလေဒီတော့ဇမဇူတရားလေးပါးကိုလူတိုင်းလူတိုင်းရှင်းသုံးသင့်တယ်ဆိုတာကတော့သင်ကြားပါပြီ အခုရှင်သုံးဘုကိုအရင်ကြပြောမယ်ဒါပေမဲ့ဒီကနေ့တော့မေတ္တာတပါးလောက်ပဲပြောနိုင်မယ်မေတ္တာဆိုတာကာယကမေတ္တာဝစီကမေတ္တာမနောကမေတ္တာလို့ဒီလိုသုံးမျိုးရှိပါတယ်ခန္ဓာငါပြောခဲ့တဲ့အတိုင်းဝိဉ္ဇာတရားနဲ့သူတော်ဘာအားချမ်းသာအောင်လို့သူ့အကျိုးကို ိုရီးလည်းရောက်ကူညီဆောင်ရွက်ပေးတာဟာမေတ္တာကာယကမှာပဲသူများနာချမ်းသာအောင်ပြောဆိုတာဆမ်းပါပါစေလို့ရွတ်ဆိုပြီးမေတ္တာပို့တာသူကြိုးကိစ္စပြီးမြောက်အောင်ညွှန်ကြားတာနှုတ်နဲ့စီမံဆောင်ရွက်ပေးတာဒါတွေဟာဝစီကမေတ္တာပါပဲသူတော်ဘာတွေကိုချမ်းသာကြပါစေလို့စိတ်သက်သက်နဲ့နှလုံးသွင်းနေတာဟာ

ယခုဘိက္ခဉ္စာကရဲ့ပါရမီပြည့်ကုသိုလ်ကြီးပွားများပုံကိုပဲပြောမယ်တွေ့မြင်ရသည်များလူတွေကိုအယုံပြုပြီးဆန်းသာကြပါစေဆန်းသာကြပါစေလို့ဒီလိုလဲပွားများနိုင်ပါလေအမိအဖဆရာသမားစသည်ကိုအယုံပြုပြီးတော့ဆန်းသာကြပါစေဆန်းသာကြပါစေလို့ဒီလိုလဲပွားများနိုင်ပါလေ ကိုမေတ္တာပို့ခြင်းတဲ့လူတွေကိုအာရုံပြုပြီးတော့ဒိုးငါလူတွေချမ်းသာကြပါစေဒိုးရကလူတွေချမ်းသာကြပါစေဒိုးမျိုးကဒိုးရကလူတွေချမ်းသာကြပါစေစသဖြင့်လဲဝမ်းမြနိုင်ပါတယ်လူတယောက်ကိုဖြစ်စေအများကိုဖြစ်စေအာရုံပြုပြီးတော့ဒီလိုတစ်ကြိမ်နှလုံးသွင်းလိုက်ရင်ပါရမီကုသိုလ်တခြင်းဖြစ်တယ် စေခြင်းနှလုံးသွင်းရင်စေခြင်းဖြစ်တဲ့အခြင်းတရားနှလုံးသွင်းရင်အခြင်းတရားဖြစ်တဲ့ဘဝရင်လာရင်လည်းဒီမေတ္တာကိုပွားနိုင်ပါရဲ့ဒါပေမဲ့အထူးသတိပြုဖို့ကတော့သမ်းပါကြပါစေလို့စိတ်နဲ့သာမေတ္တာပွားပြီးတော့သူတော်ဘာတွေနားမချမ်းသာအောင်ဆင်းရဲဒုက္ခရောက်အောင်ပြောဆိုပြုလုပ်နေရင်တော့အဲ့ဒါဟာမေတ္တာစိတ်မဖြစ်ဘူးစိတ်နဲ့ချမ်းသာပါစေလို့မေတ္တာပို့တဲ့အတိုင်း ကိုယ်နဲ့နှုတ်နဲ့ရောသူတော်ဘာချမ်းသာအောင်စနိုင်ပေမယ့်ဆောင်ရွက်နိုင်မှမေတ္တာစိတ်အောင်မြင်မြင်ဖြစ်တယ်လို့လည်းမှတ်ရမယ်အခုထိုးတဲ့ကြေပြားနဲ့928သမေတ္တာပို့ပုံကိုအတူချုံးပြီးပြောမယ်သာဝေပတ္တာအာလုံသောတ္တဝါတွေအဝိရာဝန္တုယံကင်းကြပါစေ ီလိုနှုတ်ခွန်းတာကမေတ္တာတပါအာရပိဇာဝွန်တုသိစင်းရဲ့ကင်ညာပါစေဒါကလည်းမေတ္တာတပါသိစင်းရဲ့ဆိုတာသိညစ်တာစိတ်ပူတာဝမ်းနေတာကြောက်လန့်တာဖြစ်တဲ့သူတွေနဲ့ क्वे နေရလို့သွေးရင်ပူသွေးနေတာဇီဝဥစ္စာတွေဆုံးရှုံးပြည့်စည်လို့စိတ်နှလုံးကြီးကြိုက်နေတာ

ီလေးပုံနဲ့လဲခွန်ငါမေတ္တာပွားပုံ၄ပါးကိုအပီပီတွဲပြီးမေတ္တာပို့ရပါတယ်။ဒါကြောင့်မူလပုံ၅ခုကိုခွန်ငါမေတ္တာလေးလီနဲ့မြှောက်လိုက်ရင်မေတ္တာပေါင်း20ရတယ်။အဲ့ဒါတွေဟာသတ္တဝါအလုံးကိုကြီးကြီးညွှန်းတဲ့အတွက်အနောရိတမေတ္တာခေါ်တယ်။ဘိုင်းကြအကန့်သာမရှိတဲ့

midaa bụabụ ndị enyi ya echi ọ na-edọ ndị echi na-eji baa ndị a rịa. eri na-eji baa ka ha rọrọ miụta mi dada miụta dada ndị abịa ihe ndị enyi ya ndị

မေတ္တာ480ရပါတယ်အဲ့ဒါတွေကတော့ယံမျက်နှာနဲ့ပိုင်းခြားပြီးဖြန့်တဲ့အတွက်ဓိတာဖရဏမေတ္တာလို့ခေါ်တယ်အဲ့ဒီ48ပါးထဲမှာခုနကအနောရိတာဩရိတာမေတ္တာအဲ့ဒီ480ထဲမှာခုနကအနောရိတာဩရိတာမေတ္တာ48ပါးကိုပေါင်းကြည့်လိုက်ရင်

ိတ်စင်ရဲ့ကင်းကြပါစေကိုယ်စင်ရဲ့ကင်းကြပါစေသမ္မာစွာနဲ့မိမိတို့ခန္ဓာဝန်ကိုရွဆောင်နိုင်ကြပါစေအားလုံးအသက်ရှိသူတွေဘေးရန်ကင်းကြပါစေစိတ်စင်ရဲ့ကင်းကြပါစေကိုယ်စင်ရဲ့ကင်းကြပါစေသမ္မာစွာနဲ့မိမိတို့ခန္ဓာဝန်ကိုရွဆောင်နိုင်ကြပါစေ အလုံးသင်္ကြဖြစ်သူတွေဘေးရန်ကင်းကြပါစေသိစင်းရဲ့ကင်းကြပါစေကိုစင်းရဲ့ကင်းကြပါစေသံသာစွာနဲ့မိမိတို့ခန္ဓာဝန်ကိုရွတ်ဆောင်နိုင်ကြပါစေအလုံးပုဂ္ဂိုလ်တွေဘေးရန်ကင်းကြပါစေသိစင်းရဲ့ကင်းကြပါစေ

သာသေကအနောဒိတမေတ္တာ20တဲ့အာလောမြို့သမီးတွေဘေးရန်ကင်းကြပါစေသိစင်းရဲ့ကင်းကြပါစေကိုစင်းရဲ့ကင်းကြပါစေသံသာစွာနဲ့မိမိတို့ခန္ဓာဝန်ကိုရွတ်ဆောင်နိုင်ကြပါစေအာလောအမျိုးသားတွေ ပေးရန်กินကြပါစေသိသိရဲ့กินကြပါစေကိုသိရဲ့กินကြပါစေသံသာစွာနဲ့မိမိတို့ခန္ဓာဝင်ကိုရွတ်ဆောင်နိုင်ကြပါစေအလုံးအရိယာပုဂ္ဂိုလ်တွေပေးရန်กินကြပါစေသိသိရဲ့กินကြပါစေကိုသိရဲ့กินကြပါစေ သံသာစွာနဲ့မိမိတို့ခန္ဓာကိုယ်ကိုရွတ်ဆောင်နိုင်ကြပါစေ။အလုံးပုထုဇဉ်ပုဂ္ဂိုလ်တွေဘေးရန်ကင်းကြပါစေ။သိသိရဲ့ကင်းကြပါစေ။ကိုယ်သိရဲ့ကင်းကြပါစေ။သံသာစွာနဲ့မိမိတို့ခန္ဓာကိုယ်ကိုရွတ်ဆောင်နိုင်ကြပါစေ။အလုံးနတ်မြတ်တွေ

ေရန်ကင်းကြပါစေဤသူ48ပါပဲတို့သူမြောက်ရာကတောင်ရာကဈေးတောင်ရာကအနောက်မြောက်ရာကဈေးမြောက်ရာကအနောက်တောင်ရာကအဝရာကအထက်ရာက48ပါစီကြီးပဲအလုံးပေါင်း98စိတ္တမေတ္တာဖြစ်ပါတယ်အတင်ကြီးလို့နားလည်ရုံမျှချုံးပြီးပြောလိုက်ရပါတယ် အခုမြန်မာပြည်သူပြည်သားတွေကိုထူးမြတ်တာပို့ပြီးတရားသိမ်းတော့မယ်အားလုံးသိနေလိုက်ဒီမြတ်တာပို့ကြပါဒီတော်စုမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဝေးရန်ကင်းကြပါစေသိသိရဲ့ကင်းကြပါစေကိုယ်သိရဲ့ကင်းကြပါစေ ချမ်းသာစွာနဲ့မိမိတို့ခန္ဓာကိုယ်ကိုရွတ်ဆောင်နိုင်ကြပါစေ